ဗြိတိန်နိုင်ငံမန်ချက်စတာမြို့ကအကျိုးပြားကြောင့်တခုနာမှာဖြစ်ပေါ်တဲ့တိုက်ခိုက်မှုဟာအကြမ်းဖက်မှုအဖြစ်အရဲတွေကသတ်မှတ်ကြေညာခဲ့ပါတယ်။ဓာတ်ထုတ်မှုကားနဲ့ဝန်တိုက်မှုတွေကိုကျူးလွန်ခဲ့တဲ့တန်တရာတရက်ခန့်ဘသူလဲဆိုတာကိုရဲတွေကကြေညာခဲ့ပါတယ်။အော်တိုဗာ၂ရက်နေ့ကအစီးရီးယားနယ်ပေါ်ဗြိတိန်နိုင်ငံသားဂျီဟတ်အယ်ရှာမီကဟီတန်ဘတ်ဂျိုးပြားကြောင့်ရှေ့မှာလူစုလူဝေးကိုပြစ်မှတ်ထားတဲ့တိုက်ခတ်မှုကိုလှုပ်ဆောင်ခဲ့တယ်လို့ Greater Manchester ရဲတပ်ဖွဲ့ကအဆိုပါတယ်။သူကအလူအုပ်တဲ့ကားနဲ့ဝန်တိုက်ခဲ့တယ်လို့ လူတွေကိုပါဓာတ်နဲ့ထိုးခဲ့ပါတယ်။အဲ့ဒီလောက်ရကြောင့်လူသုံးဦးထပ်မင်းတေဆုံးခဲ့ရတာပါ။မနေ့အနှန်းငယ်အတွင်းမှာတဲ့အရှာမီကိုရဲတွေကအသေးပြက်ခတ်ဓာတ်ဆီးခဲ့ရပါတယ်။ပြည်တွင်းကတိုက်ခိုက်မှုသတင်းကိုကြားသိပြီးတဲ့နောက်ဗြိတိန်ဝန်ကြီးချုပ်ဆာဂီရာစတာမဟာဒဲမနိုင်ငံမှာဥရောပနိုင်ငံရဲ့အစုအဖွဲ့အထိပ်သီးအစည်းအဝေးတက်ရောက်နေရကနေပြန်လည်လှည့်ပြန်လာခဲ့ရပါတယ်။ဒဲမကမထောက်ခခင်သတင်းထောက်တင်တဲ့တွေ့ဆုံတဲ့အခါမှာစတာမကဗြိတိန်အနှံ့မှာရှိနေတဲ့ ဂျိုးဝပြုအဆောက်အုံတွေမှာရဲအဆောက်အအုံပုံမချပေးထားမယ်လို့ပြောကြသွားပါတယ်ရှင်။